ဘာလို့လို့ပြရမှာလဲအခုမင်းတို့ရဲ့အဖွဲသားတွေအားလုံးငါ့ရဲ့စီဝိုင်းနဲ့ကိုရောက်လာကြပြီလေအဲ့တော့မှဖိုထူတို့လည်းသူတို့အမအဝိုင်းဝိုင်းထားတဲ့စီဝိုင်းကို တွေ့သွားတော့လေဖိုထူလည်းလန့်သွားတယ်ဟာအဲ့ဒါဘာလို့တာလဲဗျကျွန်တော်တို့ဘယ်တော့မှနိုင်တာလည်းမဟုတ်ဘဲနဲ့ဘာလို့ဖမ်းချင်နေရလဲဘယ်တော့မှမနိုင်မိမဲ့အခုတကောက်မင်းတို့ကနိုင်မိပဲလေစုံမလေးချက်ချင်းဆိုသလိုသူ့ရဲ့စုံထုတ်တဲ့နေ့ ဖိုးတူတို့အားလုံးကိုကြည့်လိုက်တော့ရင်ဖိုးတူတို့အားလုံးလည်းလူစင်စက်ကနေတလိမ့်ဆန်နေဖြစ်ကုန်ကြတော့ရင်ဖိုးတူတယောက်သူ့ပင်နဲ့မင်းအိမ်မှာမရှိတော့အိမ်ဆောက်ကြနေရောလေအပင်နဲ့မင်းကလည်းကြားလိုက်တော့ကွာအခုတီကိုပြန်မလာကြသည်သူအဲ့လိုတွင်းနေတော့သူ့အိမ်ကိုမိဝိုင်းမှရောက်လာတယ်မိဝိုင်းမှကဖိုးတူရဲ့နေ့ကြီးကလည်းမှန်မှန်တည်တည်နဲ့ဘာဖြစ်နေရတော့ဟာ ဘာဖြစ်ရမှာလဲအမေနဲ့အပေပေါ့မင်းလာဆောင်သွားကြပါလေခုချိန်ထိပြန်မရောက်ကြသေးဘူးငါကြအိမ်ဆောင်နေရတယ်ထားပါတော့ငါကနေ့စီရငါထားတဲ့စာကိုပြန်လာပေးတာဟောအေးနင်းဖက်လို့ပြီးသွားပြီလားဖတ်ကောင်းလားဟဲ့อืมငါနောက်ထပ်စာအုပ်တော့လောက်ထားကားမလို့ဟာဩအေးအဲ့မှာစာအုပ်စင်ရှိရလေစာအုပ်စင်နေရနေနေကြိုက်တဲ့စာအုပ်သာယူသွားလိုက်တော့အေးပြီးရောပြီးရောဒါဆိုငါသွားရှာလိုက်အောင်မေဒါဆိုခဏလောက်တော့အိမ်ဆောင်ပြီးစမှာငါဒီမှာဘိုက်စာနေပြီးဟင်းသွားဝယ်ခြင်းလို့ အဖေနဲ့မေရလေးတော်တော်နဲ့ပြန်မြောက်သည်ဟဲ့ဟဲ့ငါဒီမှာစောင်းယူပြီးတော့ရင် ပြန်တော့မှလေမင်းကလေခဏနေရပါဟာငါဝယ်ပြီးတာနေတဲမြန်လာမှာရင်အာနင်းကတော့တကယ်ပဲအဲ့ဒါဆိုလေမြန်မြန်သွားနော်ငါဒီမှာစောင်းဖိုင်ရင်လည်းစောင့်နေမယ်အဲ့ဒါနေဖို့တူလေလမ်းတိတ်ကဓမင်းဆိုင်ကိုထွက်သွားတော့တယ်အတော်ကြာရင်ဒီဖိုးတူရမလာတဲ့အတွက်မိဝိုင်းက ဒီကောင်ဖိုးထုလေခဏပဲဆိုပြီးကြားလိုက်တာစိုင်းမာများထိုင်စားနေလားမသိဘူးအဲ့ဒီအချိန်မှာပဲအိမ်ထဲကိုလူဝင်လာတဲ့တန်ကြားလာနေမိဝိုင်းမလေးဖိုးထုထင်ပြီးတော့ဟဲ့ဖိုးထုနေပြောတော့ခဏလေးဆိုကြားလိုက်တာဟာပြောပြောဆွဆွနဲ့ခေါင်းလေးကျင်းလိုက်တော့ဖိုးထုမဟုတ်ပဲသူတကာမှရွာထဲမှာမမြင်ဘူးတဲ့မိမကြီးဖြစ်နေအောင်တွေ့လိုက်ရတယ်မိဝိုင်းမလေးသူတကာမှမြင်ဘူးတဲ့လူဆိုတော့ အရှင်ဘသူနဲ့တွေ့ကြင်လုံးလဲအိမ်သားတွေမရှိဘူးရှင်အလူလာခန္ဓာမှာတူမာကြီးရေဟုတ်အလူကန်လဲလူကြီးတွေမရှိသေးဘူးရှင်အတမီးကလည်းတင်းကားမဟုတ်ဘူးအဲ့ဒါကြောင့်ဟမ်မိဝိုင်းစကားမဆုံးခင်မှာမိမကြီးဟာအရှင်ကလည်းပတ်စံလူခန္ဓာမဟုတ်ပါဘူးကွယ်လူလူခန္ဓာပါအဲ့လိုပြောလိုက်တော့မိဝိုင်းမှလည်းလန့်သွားပြီးထွက်ပြေးဖို့လုပ်တော်တယ်အဲ့ဒီအချိန်မှာပဲမိမကြီးကသူ့နားကိုတိုးလာတော့ မြို့ပိုင်းမှာလေသူပတ်နေရဲ့လက်ထရဆောင်နဲ့ကောက်ပေါက်လိုက်တော်တယ်မိမကြီးဟာဒီလိုလောက်တာငါ့အကြောင်းသိစေရမယ်မြို့ပိုင်းမှာလေသူနားမှာရှိရဲ့ဆောင်းအုပ်တွေအလုံးနဲ့ကောက်ပေါက်ပြီးထွက်ပြေးဖို့လုပ်ပေမယ်နောက်ဆုံးမှာတော့လူကြီးရနဲ့ကလေးရမမြပဲအပန်းခံလိုက်ရတယ်အဲ့ဒီမိမကြီးမြို့ပိုင်းကိုဘန်းကောက်ပြီးထွက်သွားချိန်မှာဖိုးတူကနောက်ဖေးကနေရောက်လာခဲ့တော်တယ်မြို့ပိုင်းမှာကတော့ငါ့ကိုပြောတော့မှာပဲဟိ ။တလူနဲ့ဖိုတူလည်းအေဂန်နေကျင်လိုက်တော့စောင်းတွေများကြီးပွားနေအောင်တွေ့လိုက်ရတယ်။ဖိုတူဟာဟာဘလို့ဖြစ်တာလဲ။စောင်းတွေကလည်းပွားကျင်းနေပါလား။မိဝိုင်းမိဝိုင်းငါပြောင်းပြီနော်။အဲ့ဒီအချိန်ဖိုတူတယောက်မိဝိုင်းမရဲ့အော်တန်ကိုကြားလိုက်ရတယ်။ဖိုတူဟာဟာဒါကမိဝိုင်းမရဲ့အော်တန်မင်းသူပြောင်းသွားတာပါလေ။ဒါနဲ့ဖိုတူလည်းအိမ်ပရင်းပေါက်နာကနေအပြုံလှမ်းကျင်းလိုက်တော့ မိဝိုင်းမောင်မိမကြီးတယောက်ပွေ့ကြည့်ပြီးခေါ်သွားတာကိုမြင်လိုက်ရတော့တယ်။ဖိုတူလည်းထိတ်လန့်သွားတယ်။ဟာမဖြစ်ဘူးမိဝိုင်းမဖိုတူလည်းအဲ့ဒီမိမကြီးနောက်ကိုပြေးလိုက်သွားတော့တယ်။ရှာနောက်ဘက်ကမကြီးပင်အောင်ရောက်မှမိဝိုင်းမောင်ကိုပွေ့ကြည့်လာတဲ့မိမကြီးကရက်သွားတော့တယ်။ဖိုတူတယောက်ကတော့အကွေကနေကြောင်းပြီးတော့ကြည့်နေတော့တာပါ။မိမကြီးရဲ့ရှေ့မှာစိုးမကြီးတယောက်ကရက်နေတယ်။ဟဲ့ နင်းကိုခေါ်ခိုင်းလိုက်တာယောက်ျားလေးလေဘယ်ရမင်းကလေးကိုခေါ်လာလဲအဲ့ဒီအိမ်မှာဒီကလေးမတယောက်ပဲရှိတယ်။ဟာဒီကလေးမကိုဘာလို့ရမှာလဲသူတို့ရဲ့ကောင်းဆောင်ဖိုးထုကိုခေါ်လာခိုင်းတာလေဖိုးထုကိုသူတို့ရဲ့ကောင်းဆောင်ဖိုးထုကိုမတွေ့ဘူးသူ့ကိုပဲတွေ့တယ်။နောက်ပြီးသူ့ကိုဖမ်းခေါ်လာတာဆိုတော့သူတို့ရဲ့ကောင်းဆောင်ကတေချာမောက်လာခဲ့မှာပဲလေ။ဟာအေးဟုတ်သားပဲ။အဲ့လိုဆိုလဲထားခဲ့လိုက်တော့ဒီမှာနင်းအတွက်လောကပတ်စံမိမကြီးကပတ်စံကိုကြည့်တယ် ကျမတို့စပြောထားတော့ဟာဒီပတ်စံမဟုတ်ဘူးလေဟမ်တကယ်ကတော့အစုံမသတိမိပြီးပတ်စံကိုပို့ပေးလိုက်တာပါပတ်စံပို့နေရဲ့အကြောင်းပြောတော့လို့နေရဲ့တင်ပြီးစုံမကကဲနင်ရလေရော့ရော့ဒါကမပေးနိုင်နေသွားတော့ဟမ်အဲ့လိုပြောပြီးတော့တထောင်နဲ့နောက်ထပ်ငါရဲ့ထပ်ပေါင်းထည့်ပြလိုက်ပြန်နေမိမကြီးလေးပြောထားတာကပတ်စံနေပို့ရတော့အဲ့နေရကနေချက်ချင်းပဲထွက်သွားတော့လေမိဝိုင်းမကတော့စုံမကြီးဟဟဲ့ကလေးမဖို့တူပဲသွားလေဖြည့်စမ်း မသိဘူးမရှိဘူးလိုချင်တဲ့အဖြစ်များတဲ့အတွက်စောမကြီးလည်းစိတ်တူသွားတယ်အေးရတယ်မသိနဲ့မထုလည်းနင့်ကိုတူလာခဲ့မှာပဲတူလာခဲ့တဲ့အခါကျမှပဲနင့်ကိုလူအဖြစ်ပြန်ပြောင်းပေးမှာဘာလို့မလို့လဲမလို့ပါနဲ့မလို့ပါနဲ့စောမကြီးလေးမိဝိုင်းမကိုဖပြုတ်သွင်းပြောင်းပြက်လိုက်တော်တယ်အိမ်နောက်တော့စောမရီရဲ့ထုံးစံအတိုင်းတားဟန်းနဲ့ရင်နေတော့တာပါရင်နေကြီးကတတိမိသွားတယ် ငါမအောင်ရှိနေရပါလိမ့်ငါလည်းနော်အခုတလောမေ့တက်လိုက်တာဖိုးတူလည်းအကွဲတနည်းအားနေကြည့်နေရင်းနဲ့ဟာတော်ပြီမိဝိုင်းမတယောက်တော့ဖပြောက်မှဖြစ်သွားပြီမဖြစ်ဘူးမဖြစ်ဘူးငံကပိန်နဲ့တော့ဘောဖုန်းဆက်ပြီးတော့လှန့်ခွာမယ်ဒါနဲ့တော့ဘောနဲ့ငပိန်ကိုကြိုးချောင်းပြပြပြီးဖုန်းဆက်လှန့်ခေါ်လိုက်တယ်ခဏကြာတော့ငပိန်နဲ့တော့ဘောလည်းရောက်လာတယ်ငပိန်ကဟဲ့ဘလို့ဖြစ်ရလဲကွာ ငါမင်းကိုဖုန်းထဲမှာပြောထားတဲ့အတိုင်းပဲလေကွာငါတို့ခုမြို့ိုင်းမအောင်တွားခဲ့ရမှာသူကဆုံးမဆိုတော့ငါတို့ကိုချန်ကြီးကိုဖုန်းဆက်တင်နေထင်းနေနော်ကိုချန်ကြီးကိုငါဆက်ပြီးပြီသူမရှိဘူးကချင်ပြည်နယ်ဘက်ဆိုလာပဲခီးထွက်သွားရင်လေကွာကိုချန်ကြီးကလေခီးသွားဘလော့ကများလုံနေရလားမသိဘူးအမြဲတမ်းခီးထွက်နေရပြီကဲပါအဲ့ဒါထားလိုက်အခုမြို့ိုင်းမအောင်တွားခဲ့ကြမင်းလာကြဒါနဲ့ဖိုးထရိုးတတွေဆုံးမရှိရဲ့မကြီးမြောင်ကိုရောက်လာကြတော့လေ ဆုံးမကလည်းသူ့လိုရောက်လာတာမြင်လိုက်တော့အော်ဖိုးတူလီရောက်လာပြီလားကျွန်တော်ကိုလိုချင်တာမလားကျွန်တော်တကယ်ချင်းမိဝိုင်းကိုလှုပ်ပြီးဆုံးမကသူ့ဖွဲ့သားအားလုံးကိုမြင်လိုက်တော့ဟာဟာဘာလို့လှုပ်ရမှာလဲအခုမင်းတို့ရဲ့အဖွဲ့သားတွေအားလုံးငါ့ရဲ့စီဝိုင်းနဲ့ကိုရောက်လာကြပြီလေအဲ့တော့မှဖိုးတူတို့လည်းသူတို့အမှအဝိုင်းဝိုင်းထားတဲ့စီဝိုင်းကိုတွေ့သွားတော့လေဖိုးတူလည်းလန့်သွားတယ်ဟာအဲ့ဒါကဘာလို့တာလဲဗျ ကျွန်တော်တို့ဘယ်တော့မှနိုင်တာလည်းမဟုတ်ဘဲနဲ့ဘာလို့ဖမ်းချင်နေရလဲဘယ်တော့မှမနိုင်မိမဲ့အခုတခါမင်းတို့ကနိုင်ပြီပဲလေစုံမလေးချက်ချင်းဆိုသလိုသူ့ရဲ့စုံထုံတန်နဲ့ဖိုးတူတို့အာလုံကိုကြည့်လိုက်တော့ရင်ဖိုးတူတို့အာလုံလေလူစင်စက်ကနေတလိမ့်ဆန်နေဖြစ်ကုန်ကြတော့ရင်ငပင်ရမွေးတကောင် ဖြစ်သွားပြီးတော်ပေါ်ကမြောက်တကောင်နဲ့ဖိုးတူကတော့တိမ့်ငက်တကောင်ဖြစ်သွားတော့တာပါစုံမကဟာဟာဟာမင်းတို့အာလုံဘာမှလုပ်လို့မရတဲ့ တရိတ်ဆန်နေအတွင်းငါပြောင်းလိုက်ပြီအိမ်နောက်တော့စေးရီဂျူနီရဲ့အလုပ်ကိုဖိုးတူတို့ကြောင်ပြီးပြီးဆက်လုပ်နေတော့တယ်။ရပ်ဖြစ်သွားတဲ့တုတ်ပေါ်ဟာဟာဟျောင်းနေငါတို့အခုဘယ်လိုလုပ်ကြမလဲကွာငါတို့လူမြောက်ပွားရင်တော့တတ်တတ်လုံးမနေချင်းကွာအဲ့ဒီအချိန်ဖပျိုးဖြစ်နေတဲ့မိဝိုင်းကလည်းသူ့တို့နာကိုရောက်လာတယ်။တိမ်ငန့်ဖြစ်နေတဲ့ဖိုးတူဟာဟဲ့မိဝိုင်းနေအဆင်ပြေရလားဟဲ့ဖပျိုးဖြစ်နေပါတယ်ဆိုမှတော့အဆင်ပြေပါမလားဟာ ငါတို့ဒီဆုံးမအောင်တိုက်ခဲ့မှုအတွက်တခုလုံးရမှာဖို့တူအခုငါတို့မှငါတို့ပဲရှိတော့တယ်ကွငါတို့ကတိရစ္ဆာန်တွေဖြစ်နေရဆိုပေမဲ့တိရစ္ဆာန်တိုင်းမှာကိုပိုင်ဆွမ်းအားဆိုတာရှိတယ်အဲ့ဒီဆွမ်းအားတွေကိုပဲငါတို့အသုံးချကြမှာနောက်ပြီးတော့မင်းတို့ဘာမှမစိုးရင်ကြမ်းဒီဆုံးမ9မိနစ်တကားလောက်သတိမိနေတာကွငါတို့အဲ့ဒီအားနဲ့ချက်ကိုကင်ပြီးတော့နှုတ်ရှားကြတယ်ဘလို့မျိုးလဲဖို့သူရဲ့ဖို့သူလဲသူ့ရဲ့စီစဉ်ကိုတေချာပြောပြနေတော့လေမြေပိုင်းမှာလေအေးဟုတ်ပြီ ငါတို့အဲ့ဒီတိုင်လှုပ်ကြမယ်။တတိမေးတက်တဲ့ဆုံးမကတော့စိတ်ရည်ကြုံရင်းနဲ့တချင်းကြီးနေတယ်။အဲ့ဒီတွင်ကိုစောင့်နေဖို့တူပါ။အခုပဲလှုပ်ကြမယ်။သူကတော့မင်းနေပြီကွာ။ကဲတော့ပေါ့။မင်းရင်ဆုံးဆုံးမရဲ့မှော်တုတ်တောင်တွားယူကြည့်။ဒါနဲ့မြောက်ပြည့်နေရဲ့တုတ်ပေါ်နေဖို့တူရဲ့အစီအစဉ်တိုင်းဆုံးမရဲ့မှောက်တုတ်တံကိုယူဖို့အတွက်အရင်ထွက်သွားတယ်။အဲ့ဒီအချိန်ဆုံးမကကြော်ပိနေရနှဲ့ကြည့်လာတော့ညောင်လေးဆုံးမကိုခြောက်လန့်ပြက်လိုက်တယ်။ ဆုံးမလေးရုတ်တရက်ဆိုတော့သတိမေ့သွားပြီအမလီဘယ်ရမြောင်ကြည့်လဲဟာတုံပေါ်လေးဆုံးမလေးတရားဒုတ်တန်ကိုယူပြီးတော့အဝေးကိုထွက်ပြေးသွားတော့လေဟာဒီမြောင်ဆုပ်ကတော့ငါမော်တော့တယ်ပြန်ပြီးငါမော်တော့တယ်ပြန်ပြီးလို့အဲ့လိုနဲ့မြောင်ပြည့်နေတုံပေါ်နောက်ကိုပြေးလိုက်သွားတော့လေခဏလောက်ကြာတော့ပြန်ရောက်လာတယ်ဟမ်ဟိုဒါနဲ့ခုနကငါဘေးကိုလိုက်ပြေးသွားတာပါလေဘယ်သူနောက်ကိုလိုက်သွားလဲမောလိုက်တာ အဲလိုတွင်းနေတော့မွေတိမ့်ငတ်နဲ့ဖပြောဖြစ်နေရဲ့ဖိုးထူးတို့မြင်လိုက်တော့အမလီပလုတ်တို့ဟုတ်တော့ဒီတရိစံနေရောငါနေရောဘလို့ရောက်လာရလဲတွားကြစမ်းတွားကြရှူရှူရှူအဲ့ဒီအချိန်ဖိုးထူးရဲ့အစီအစဉ်အတိုင်းမွေဖြစ်နေတဲ့ငပိန်ကစိုးမကိုရှစ်ပတ်လိုက်ပြီးဖပြောဖြစ်တဲ့မိဝိုင်းမှာကစိုးမမျက်နှာပေါ်ကိုခုန်တယ်လို့တိမ့်ငတ်ဖြစ်တဲ့ဖိုးထူးကလည်းစိုးမကိုတစ်ပင်ရဲ့ခိုင်းတစ်ခိုင်းမှာချိန်ထားလိုက်တော့တယ်စိုးမက သူ့မြင့်ခွင်းကို꿰ထားတဲ့ဖပြုတ်ကိုဟဲ့ဖပြုတ်ဖဲ့စမ်းဖဲ့စမ်းလို့ငါဘာမှမမြင်ရတော့ဘူးမမြင်ရတော့အိမ်နောက်တော့ဆုံးမလေးသူ့ရဲ့မော်တုတ်တန်ကိုအသေးအတန်ပြန်လိုက်ရှာတော့လေငါမော်တုတ်တန်ရောငါမော်တုတ်တန်ဘယ်ရောက်သွားရလဲဆုံးမလေးနောက်တော့မှမြပြစ်သွားတဲ့တုတ်ပေါ်ရှူသွားတာကိုမှတ်မိသွားတော့လေအော်ခုနကမြောက်ဆုပ်ငါမော်တန်ကိုယူသွားတာမဟုတ်လားဒီမြောက်ဆုပ်ပြေးလို့ရတော့လေဟမ် အဲဒီတော့မှသူ့ပိုးထူးတို့ကိုအသိပြောင်းလာတာကိုပါပြန်မရသွားတော့တယ်။လက်ဆတ်တော်နင်းတော့ဖိုးထူးတို့ငါတရီမေးတက်တာကိုခွင်ကောင်းယူပြီးငါ့အောင်တလို့လှုပ်တယ်မဟုတ်လား။ငါ့အကြောင်းသိစီရမှာ။အဲ့လိုပြောပြီးတော့သူ့ရဲ့ဇွမ်းအားနဲ့အတင်းတွေရှုံတော့တယ်။ငွေဖြစ်တဲ့ငပင်အောင်ဘလို့လို့မလဲဖိုးထူး။စုံမရဲ့တရားကြီးကိုငါမခံနိုင်တော့ဘူးကွာ။ငါခန္ဓာကိုယ်ကြီးနာနေပြီ။ခဏတိကံမအောင်ကွာ။ဒီကောင်တုတ်ပေါ်ရလေ။ဘယ်အထိမှပြေးနေရလဲမသိဘူး။ နေုံနေုံငါလက်ရှာလိုက်အောင်မေဟဲ့ဖိုးတူနေမြမြလှုပ်နော်မကြစီနဲ့ဒါနဲ့တိတ်ငက်ဖြစ်တဲ့ဖိုးတူလည်းတုပ်ပေါ်ကိုလိုက်ရှာမှုအတွက်ထွက်သွားတော့လေတနင်္လာရောက်မှပြင်းနေတဲ့မြောက်တုပ်ပေါ်ကိုတွေ့တာနဲ့တိတ်ငက်ဖြစ်နေတဲ့ဖိုးတူလည်းမြေကြီးပေါ်ကိုထိုးဆင်းလိုက်တော့လေဖိုးတူကဟဲ့အောင်တုပ်ပေါ်မင်းပဲဒီပြင်းမလို့လေကွာမင်းလှုပ်တာနဲ့ဒုက္ခပါပဲကွာဟာမတည်ဘူးလေကွာ မင်းမဲထွက်ပြေးဆိုတော့ငါလေးပြေးတာမို့ကွာအဝေးကြီးတီးပြေးလာစရာလားနင်းလောက်ပြေးရင်ရပြီလေကွာခုမငါတို့ကလုံးမင်းကိုစောင့်နေရလားလာသွားကြမယ်မကြီးပြင်းအောင်ရောက်မှာတော့တိတ်ငက်ဖြစ်တဲ့ဖိုးတူဟာဟဲ့တို့ပေါ့တို့ထဲမှာဒီမော်တုတ်တံကိုချိုးနိုင်တာမင်းမယ်ရှိမင်းမြန်မြန်ချိုးလိုက်ဟဲ့မချိုးနဲ့ငါမော်တုတ်နဲ့ပြန်ပေးမြန်မြန်ချိုးပါတော့ကွာငါဒီမှာနားနေပြီဟာအဲ့လိုပြောလိုက်တော့ တုတ်ပေါ်လေးမော်တုတ်တံကမြင်မြန်ချိုးလိုက်တယ်။အဲ့တော့မှပိုးတူတို့လေးပုံမှန်လူသားဘွားကိုပြန်ရောက်သွားပြီးတော့ဆုံးမကတော့တင်းငယ်တဲ့ကြော်ကလေးတစ်ကောင်ဖြစ်သွားတော့တယ်။တုတ်ပေါ်ကဟာဟာဆုံးမကကြပောက်လေးဖြစ်သွားပြီ။အဲ့ဒီကြပောက်ကိုခေါ်ခဲ့ပြီးရင်ကိုကြကြီးစီပိုးဖမ်းမလေးနဲ့တိတ်ထားပြရမှာ။ဒါပေမဲ့ကြပောက်ကတော့ကြောက်ကြောက်လန့်လန့်နဲ့တော်ရဲကိုအမြန်ထွက်ပြေးသွားတော့တယ်။တုတ်ပေါ်ကဟာကျမအဲဟောပေါ့ဆုံးမထွက်ပြေးသွားပြီ။ ပြေးပါစီကွာငါလေးကြောက်လို့တမီဖြဲကြောက်လိုက်တာတကယ်ကိုကြောက်သွားတာပဲဟဲ့ဘူးလူဒီချိန်နေ့မှာနေ့မီလို့ပြောင်းနေမလားမသိဘူးနော်အေးဟုတ်ပါငါ့မှာဒီတိုင်းထားရတာတေးစမ်းမှာတော့ဟာအင်းရောက်ရင်တော့လေငါ့ကိုဖေးရဆူတော့မှာပဲဒါနဲ့ဘူတူလည်းသူ့အိမ်ကိုအမြဲပြန်ပြေးသွားလိုက်တော့တယ်